။ OG ဟိုမားနဲ့လူငယ်တွေထက်တောင်ပေါ်လုံးပြနေတဲ့သူကိုခင်ဗျားတို့မှော်လို့မုံရက်တယ်ဗျာ။မုံရတာလည်းပဲပဲချေရတာခက်ပါတယ်။ဒါပေမဲ့ချေမိသားအရာတခုကိုအဆုံးထိဆက်ချက်သွားတာကပိုတောင်ခက်ပါသေးတယ်။ဒါပေမဲ့ကျွန်တော်တို့ကတော့ဘလောက်ပဲခက်ခဲဒီပဲကြီးကိုအဆုံးထိဆက်ချက်သွားဖို့ဆန္ဒပြုလိုက်ပါပြီဆက်ချက်သွားမယ်သူကတော့ရဲတို့ပါရဲတို့ရဲလို့ဖြစ်လာအောင်သူကိုယ်တိုင်ကြိုးစားကဲလို့သူကိုယ်တိုင်ပဲကဘာကိုပြသခဲ့တာပါဒါကြောင့်မုန်းစရာတစ်စီကလေးမှမရှိပါဘူးနောက်ပြီးဘသူကမှတော်ရုံမပုတ်ခဲ့သလိုဘသူကမှလည်းမွေးပန်းပါဘူးလူတွေကိုတော့မှစိတ်တဲ့ခွန်အပြန်ပေးလိုက်ပါသေးတယ် နောက်ပြီးတော့လူတွေပြောကြတဲ့ဒီကိုကောင်းဆန်နေဆိုရဲဒီလူသားအကြီးကလူသားဆန်မှုအပိုင်းမှာတော့နံပါတ်1ပါပဲ။ဒါကြောင့်သူ့ရဲ့အနေထားကတော့မြင်လုံးပါရင်တာယုံစ조사မှုမျိုးနဲ့လိုင်းမီဖို့ဆိုတာကမဖြစ်နိုင်ပါဘူး။တော်တော်ကြီးကို조사မှပဲရမှာပါ။အခုချိန်တော့မှာတရားမပြည့်조사နေသေးပါပဲ။ဒါကြောင့်လည်းမင်းညကပွဲမှာလူငယ်ကစားမရတဲ့အောင်သွင်းဖို့မလဲတဲ့ကူမျိုးရန်တို့ကသတားရပဲခုထိသွင်းနေနိုင်တာပါ။ တကယ်တော့အသက်40ရွယ်စားဘွားစတယ်ဆိုရင်အယောက်180လောက်ကတော့အနာရုံနေကြပြီဖြစ်ပါရင်ဒါပေမဲ့မုံဆရာကောင်းပါတယ်ဆိုရင်ရွယ်တွေကတော့40ဆိုတဲ့အရွယ်မှာလူပြိုတယောက်လားဂျုံးနေပြစ်ကဂိုးတွေသွင်းပြနေပါရင်တကယ်ကိုလွှမ်းမိုးနိုင်တဲ့လူသားတူပါပဲနောက်ပြီးတော့ရန်နယ်ဒိုအိုက်ကိုကိုသွင်းလိုက်တဲ့အချိန်မှာအနာစာပရိသတ်တွေအားလုံးကလည်းကိုယ့်မျက်လုံးကိုတော့မယုံနိုင်ဖြစ်ခဲ့ရပါရင်ဒါကြောင့်ရန်နယ်ဒိုမမုန်းခင်ရန်နယ်ဒိုဘာတွေလုံးပြနေတယ်လဲဆိုတာကိုအရင်ဆုံးလေ့လာသင်ပါရင်နောက်ပြီးတော့ဘောလုံးသမိုင်းတျှောက်အကောင်းဆုံးဆိုတာတွေကိုပဲလိုက်လံသိမ့်ပိုင်းပညာတွေကိုလည်းခြံလဲခြံလုပ်ပေးနေတာကြီးကတကယ်ကိုလေးစားဖို့ကောင်းလို့ပါရင် ဒါကြောင့်ရဲတို့ဆိုတာကဘာပဲဖြစ်နေနေလုံးဝကိုမုံသိတဲ့လူသားမျိုးပါရဲတို့ကကြိုးစားလွန်းသူပါသူတစ်ပါးကိုအကြောင်းမဲ့တိုက်ခိုက်ပြီးအမြဲတစေလေးကြီးတက်တဲ့သူမဟုတ်ပါဘူးလေးကြီးပြီဆိုရင်လည်းပြောတဲ့အတိုင်းဖြစ်ကိုဖြစ်အောင်လုပ်တတ်တဲ့ကစားမမျိုးပါဒါကြောင့်အခုထိတော့ကျွန်တော်ရဲတို့စီမံမုံချင်းစရာကောင်းတဲ့အရာတစ်ခုမှမတွေ့သေးပါဘူးဒီတော့ဘာကိုကြည်ပြေးတဲတဲ့ရဲတို့မှရဲတို့မုံနေကြတယ်ဆိုတာနားမလည်နိုင်ပါဘူးဒီကနေ့ကျတော့လည်းအပင်ကမြင်လို့တဲ့အတွက်အကြီးအကျယ်လေးတိုက်ခံရလာလို့တော့အောင်မြင်မိပါတယ် ။နောက်ပြီးရိုနယ်ဒိုဆိုရင်တော်တော်များကကဘာပလားများတာကိုပြောင်းမယ်။ကစားမဘွားပရန်ဒီသွင်းကုန်းများတာကိုပြောင်းမယ်။ဒူကောင်ဆန်လို့ဆိုပြီးပြောင်းမယ်။နိုင်လို့စိတ်ပြင်းတယ်လို့ဆိုပြီးလှောင်းမယ်။ရိုနယ်ဒိုနဲ့ပတ်သက်လာရင်သူတို့ကဒါတွေပဲလုပ်တဲ့ကြတာပါ။ဒါပေမဲ့အဲ့လိုဝေဖန်လို့နဲ့ကြားရဲကပဲထုလီမာလင်ငပယ်လို့ဖြစ်နေတဲ့ရိုနယ်ဒိုကတော့မနီကာအထိသူပါလဲဆိုတာအိုဂျီအိုမာနဲ့ကဘာကိုပြသနေစေဖြစ်ပါရင်နောက်ပြီးတော့ကောင်းမွန်လွန်တဲ့ဘွားနေထိုင်မှုပုံစံကိုယ့်ကိုယ်တင်းကျပ်လွန်တဲ့စည်းကမ်းတွေကပဲရယ်တို့ရဲ့ဘွားကိုခုလိုနေထားအထိပြောင်းလဲပေးခဲ့တာပါ။ဒါပေမဲ့ဒီအရာတစ်ခုကိုတော့ဘယ်သူမှမပြောင်းလဲနိုင်မှာမဟုတ်ပါဘူး။အဲ့ဒါကတော့သူ့ရဲ့စိတ်ထဲပါ ကိုယ်တိုင်ကလည်းပြောထားဖို့ပါတယ်ဒီကဘာလုံးကပြောင်းမှာဆိုပြီးဝိုင်းပြောနေတယ်ကျွန်တော်ကတော့ကျွန်တော်ပုံစံတိုင်းပဲဆက်နေသွားပါပါဗျာဒါကြောင့် OG Oma နဲ့လူငယ်လေးထက်တောင်ပိုလုံးပြနေတဲ့သူကိုခင်ဗျားတို့မဟုတ်လို့မုံရက်တယ်ဗျာလို့သာပြောလိုက်ချင်ပါတယ်